ားချောင်းများသူစိတ်ဆင်းရဲစရာတခုခုဖြစ်မလားဆိုမဟုတ်ဘူး तू ကအမောက်ပြန်ပြီးတော့ဘယ်လိုပြောစိတ်ထားကြအောင်လို့ပြန်ပြောတာမမေ I'm okay မမေအခုပြောနေတာတွေကတားအတွက်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးပေါ့နော်အမေတော်မှပဲ तू ကဆုံးမစကားတွေပြန်ပြောတာမမေမမေ노လို့ပြောတတ်ဖို့အရေးကြီးတယ်မမေတောင်းတယုံ ignore လုပ်တတ်ဖို့အရေးကြီးတယ်သူအဲ့လိုမျိုးလေးတွေပြောမမေမသိဘဲနဲ့တော့မဖြစ်စင်နဲ့တော့လို့ပြောထားတယ်သူစိုက်တာယူရင်ဆိုတာလေ

အေးကိုလည်းဒါပြောရဲပေါ့တကယ်ချင်းလောက်တာဆိုတော့ဒါမဲ့တကယ်လည်းပရီလောက်ရတဲ့အခါကျတော့အာဟိုဘက်ကောဒီဘက်ကောတော်တော်လေးအဓိကကတော့ဗာလဲဆိုတော့ဟိုအိုက်တာတွေအများများတယ်။နောက်အဲ့ဒီအိုက်တာတွေကလည်းတကယ် main stream ထဲမှာအလုပ်အရန်ရှုပ်တဲ့အိုက်တာကြီးတွေဖြစ်နေတာ။ဆိုတော့အဲ့သူတို့ရဲ့ရက်တွေကိုစွဲညှိရတာကကိုတော်တော်လေးဟိုစ조사ထားရတာပေါ့နော်။ဒါဒီနေ့လို့ဒီဇင်ဘာမှာရိုက်ဖြစ်ဖို့ကိုကျမတို့အောက်တိုဘာလလောက်ခရေကညှိခဲ့ကြတာအဲ့လိုအဲ့လိုမျိုးပေါ့။တင်းတရမှာအခုလာမဲ့ဒီဇင်ဘာ9ရက်နေ့လောက်ဆိုလို့ရှိရင်ဟိုဟာ စတက်ပါမယ်ရှင်ဟုတ်ကဲ့အကြမှာပေါ့စုစုပေါင်းဆိုရန်ကုန်မှာလည်းရိုက်ရအောင်ပါရက်40နဲ့50ဆားတော့ရိုက်ရအောင်ဆက်သွယ်ရတယ်ညီမလေးဆက်သွယ်ရဟုတ်သူကဒီ January ဆိုကြောင်းပြီးပြီ graduation လုပ်ပြီဟုတ်ဟုတ်ပြန်လာဖို့တော့မပြောသေးဘူးခဏကအခုတမီးတော့မသိလို့ဒီအကြအကြကြီးပဲ3နှစ်ကျော်ပြီလွမ်းနေတာ ကြာနေပြီအရန်ရင်ကျက်လာတယ်အရန်ရင်ကျက်လာတယ်အမေတော်မှပဲသူကဆုံးမစကားတွေပြန်ပြောတာမမေမမေ노လို့ပြောတတ်ဖို့အရေးကြီးတယ်မမေတောင်းတယုံ ignore လုပ်တတ်ဖို့အရေးကြီးတယ်သူအဲ့လိုမျိုးလေးတွေပြောတာတခါလေကြောက်လို့ရှင့်အဲ့လိုအမကဟိုအမချောင်းများသူစိတ်ဆင်းရဲစရာတခုခုဖြစ်မလားဆိုမဟုတ်ဘူး तू ကအမဟောက်ပြန်ပြီးတော့အဲ့လိုပြောစိတ်ထားကြအောင်လို့ပြန်ပြောတာမမေ I'm okay မမေအခုပြောနေတာတွေက တာအတွက်ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူးပေါ့နော်။ဒါတို့ဒီဘက်မှာသူကဟိုဘက်ကလည်းရောက်သွားတော့ဟိုဘက်ရဲ့ culture နဲ့ mindset တွေလည်းရှိတာပေါ့နော်။အဲ့အရာတွေကဟိုမမေပေါ့ပေါ့ပါပါနေရမယ်ကိစ္စတွေအဲ့လိုမျိုးပေါ့။ तू ကအရင်ချင်းဆက်ပါတယ်ညီမလေး။ဟုတ်။အများကြီးတော့မဟုတ်ဘူး။အမတာလီရောအမရောနှစ်ယောက်လုံးရဲ့ type ကရင်ဖွင့်တတ်တဲ့ type တွေမဟုတ်ဘူး။ကိုဘသာကိုပဲနေတယ်။ကိုအလုပ်ကိုလုပ်တယ်။အဲမဖြစ်မနေပြောစရာလိုအပ်လာလို့ရှိရင်တော့ဒီအမေနဲ့ဒီသားနဲ့ရှိတယ်။အဲအဲ့လိုပုံစံမျိုး။အသားဆိုလို့ရှိရင်လည်းအဲ့လိုပဲ။ तू 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 သူရောမအောင်တူတာပါလဲဆိုတော့အဆင်မပြေလို့မသိရအောင်အဆင်ပြေပြီဆိုလို့ရှိရင် sharing လုပ်တယ်အဲအဲ့လိုမျိုးသူခက်ခဲနေတာလေးတွေဆိုလဲအမအောင်ပေးမသိဘူးဟိုရင်တော့ပေါ့နော်အခုတော့သူတော်တော်လေးပြေလည်လာပါပြီဟုတ်ဟောချိန်နဲ့ရမှာပေါ့ဘာလို့လဲဆိုတော့ချိန်နဲ့တယ်ဆိုတာတဲ့တောင်းဟိုကဟိုအခုချိန်မှာပို့ပို့ပြီးတော့ပြေဝယုံကြည်မှုရှိလာတယ်ပေါ့နော်သူလမ်းကိုသူဖြောင်းဖြောင်းရှောင်းနိုင်မယ်ဆိုတာကျွန်မယုံကြည်တယ်အော်မဘာမပြောသူ့ဘာသာသူသူဆုံးဖြတ်လိုက်မယ် မေမေမသိပဲနဲ့တော့မဖြစ်စင်းနဲ့တော့လို့ပြောထားတယ်။ဟုတ်ဟုတ်သူစိုက်တာယူရင်ဆိုတာလေ။ तू ကလည်းအစဉ်ပြေတဲ့သူပဲရွေးချယ်မယ်ဆိုတာအမယုံကြည်ပါတယ်။ဟုတ်။အဲဒီဟာလေးကိုကျမတို့စပြီးတော့ရိုက်ကူးတော့မယ်ပေါ့နော်။ရိုက်ကူးတော့မယ်။ဒါကဟိုစာရွက်ပေါ်မှာတော့ရိုက်ပြီးသွားပြီ။တကယ်အကောင့်ထဲပေါ်တော့မယ်ဆိုတော့ဘလို့အခက်ခဲတွေကြုံရအောင်လဲတော့မသိပါဘူး။ဒါပေမဲ့အကောင်ဆုံးစူးစမ်းပြီးတော့အကောင့်ထဲပေါ်ကြပါမယ်။ခေါင်းကြီးတို့ပြန်လာပြပြည့်တဲ့ချစ်ပြီးသားပါ။ပို့ပို့ပြီးတော့အချစ်တွေတိုးအောင်လို့စူးစမ်းပါမယ်ရှင်။